Hello, hello, this is DJ Imo. အားလုံးမင်္ဂလာပါတချိန်မို့ပါ Today we are going to learn grade 8 unit 5 lesson 4 Let's write these experiments အဲ့တော့ zero ဒီနေ့သင်ခန်းစာကတော့ unit 5 grade 8ရဲ့ unit 5သင်ခန်းစာဖြစ်တဲ့ lesson 4 Let's write these experiments ဆိုတဲ့သင်ခန်းစာကိုလေ့လာရမှာဖြစ်တယ်အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကတော့ lecture စံတဲ့ချက်တွေကိုဒီ lecture စံတဲ့ချက်ကိုလုံဆောင်ကြည့်ကြရအောင်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော် Let's write ကြိုးစားကြည့်ကြရအောင်ဒီမှာဆိုအပိုင်းနှစ်ပိုင်းပါမယ် simple experiments ရိုးရှင်းတဲ့ဒီ lecture စ်စံသက်ချက်တည်းရဲ့ writing about an experiment အဲပြီးရင်ဒီ experiment နေနဲ့ပတ်သက်ပြီးတော့ chair အကြောင်းအရာတွေကိုရေးခြင်းရေပေါ့နော်အပိုင်းနှစ်ပိုင်းပါပါမယ်အဲ့တော့အရှိရတင်ငန်းစာရင်းနဲ့ချိတ်ဆက်ပြီးတော့ကျတော့ fsor sequence နေသုံးမယ်ပြီးလို့ရှိရင် imperative တွေသုံးပြီးတော့ဒါကဒီအဲဒီ experiments အကြောင်းတွေကို experiment အကြောင်းတွေကိုဒါရေးရမှာပေါ့နော် okay ဒါဆိုရင်ကျတော့အဲဒီ new words တွေကိုစပြီးတော့လေ့လာကြည့်ကြရအောင် Uh, number one experiment 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 material 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 selling solution selling solution selling solution you can also pronounce saline solution saline solution saline solution number four wound 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 and number five rings off rings off rings off contest lens Contacts lens contacts lens non iodized non iodized non iodized stera 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 sterilize 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 number 10 container 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 dissolve, dissolve, dissolve. Refrigerator, refrigerator, refrigerator. 30 is sterile, sterile, sterile. 14. Incorporated, incorporated, incorporated. Chemical element, chemical element, chemical element. treat. Trait, treat, harnessing power, harnessing power, harnessing power, copper strips, copper strips, copper strips, attach, 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 slit, 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 insert, insert. insert. Plus New Words တွေကိုလေ့လာပြီးွားပြီဆိုရင် Chero Unify ရဲ့လေ့ကျင့်ခန်းလေးစာပြီးတော့ကြည့်ကြအောင်เนาะအဲ့တော့ 1A Read the list of materials and instructions on how to make saline solution. Saline solution ကိုဒီကျေတော့ဘယ်လိုလုပ်ရမလဲပေါ့နော်ဒီစားဖြော်ပြော်ရီပေါ့နော်အဲဒီစားဖြော်ရီကိုဘယ်လိုလုပ်လုပ်ရမလဲဆိုတော့ instruction တွေကိုကျေတော့ instruction တွေနဲ့ materials ပါဝင်ပစ္စည်းတွေကို list ကိုကျေတော့ read ဖတ်ပါလို့ပြောရတာဆိုရင်ဖတ်ကြည့်အောင် saline solution is used ဗမာသုံးတာလေပေါ့နော်ဒါကအသုံးပြုပုံမှာဗမာပင်နေရာတွေမှာသုံးရလေဆိုရင် to clean wounds ဒဏ်ရာတွေကိုဒါက clean လုပ်တဲ့အခါမှာသုံးတယ်ပေါ့နော်ထိခိုက်ဒဏ်ရာတွေကိုတန်ရှင်းလုပ်တဲ့အခါမှာသုံးတယ် to rinse off contest lens ဒီ contest lens တွေကိုမြက်ကမန်တွေကိုဒါကစေကျော်တန့်စင်တန့်စင်နေနေရမှာပေါ့နော်တန့်စင်နေနေရမှာလဲသုံးလို့ရပါတယ်ဒါဆိုရင်နောက်တစ်ခုက list of materials ဘာတွေအဲဒီပါဝင်ပစ္စည်းတွေရဲ့ဒါ list ပေါ့နော်4 cups of boiled water two teaspoons of nan iodide salt, a bottle with a cup and a stirrer. တော့လိုအပ်တဲ့ဟာတွေကကြတော့ကျေရော boiled water ရေပေါ်တော့စုပွက်နေတဲ့ဒါရေအာလေးခွက်ရေ two teaspoons of nan iodide salt ဒီ iron ဓာတ်မပါတဲ့စားပေါ့နော်အဲလပိစုံနှစ်စုံ a bottle with a cup အဲဒါကဒီဒီပြောရရင်တော့ ရေပလင်းပေါ့နော်ရေပလင်းလေးအာပလင်းရေပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ stereo မှွေမှွေတဲ့အတန်လေးရေပေါ့နော်ဟုတ်ပြီသူကပလင်းဆိုမှလည်းပလင်းကဒီတိုင်းပလင်းမဟုတ်ဘူးပေါ့နော်ဗာလေးနဲ့ဆိုရင် with a cup ဆိုတဲ့အတွက်အဖုံးလေးပါတဲ့ပလင်းတစ်ခုပေါ့နော် okay ဒါဆိုရင် how to make selling solution ဘယ်လိုလုပ်ရမလဲဆိုရင် step 1 wash your hands thoroughly ကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှိရင်လက်ကိုတခြားလေးပေါ့နော်အဲဆေးကြော့ရမယ် and number 2 sterilize the, uh, the containers and the sterile by boiling them in water အဲ့တော့ဒီ container ဒီထည့်စရာခွက်ကိုကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှိရင်တန့်စင်ရမယ်ပေါ့နော် sterilize me တန့်စင်ရမယ် and ပြီးတော့ the sterile dextrol ကိုပေါ့နော် dextrol နဲ့ dextrol လေးရဲ့ပြီးရင် bivalent them in water ရေထဲမှာပေါ့နော်ဒီခုနကလို boiling them ပြောရရင်ပြုတ်ပြရမယ်ဆိုတဲ့သဘောပေါ့နော်အဲဒီထည့်စရာခွက်တေး sorry ပါအတန်းနည်းနည်းလေးဆိုရမယ်နော် ဲ့တော့ထဲစီတာခွက်တယ်ရပြီးလို့ရှိရင်မှုရင်တဲ့အတန်ဒီဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဥစ္စာတိချေတော့လုံးဝတန်ရှင်းနေမှာဖြစ်မှာပိုးတွေတည်နေမှာဖြစ်မှာဘာဖြစ်လို့လဲဆိုတော့ဒဏ်ရာတွေချေတော့အဲဒီခုနကတော့လို့အဲပါလောက်တဲ့အခါမှာလဲဆိုထိခိုက်တံရတွေကိုစေကြောတဲ့အဲဒီအခါမှာလဲတုံးတယ်ပြီးလို့ရှိရင်နောက်ခါ contest land တွေလဲမျက်မျက်လုံးတွေကိုထဲမဲ့ဒီ contest land တွေကိုလဲစေကြောတန့်စင်မှာဖြစ်တဲ့အတွက် ထည့်စရာဘူးတွေရောပေါ့နော်ပြီးရင်ဒီ steroid တွေရောကအလုံးဝတန့်စင်နေမှာဖြစ်မယ်ဒါဆိုရေထဲမှာသူတို့ဒါစူပွက်အောင်လှုပ်ထားလိုက်မှာပေါ့နော်ပြီးရင်နောက်ခု number step 3 is pour the water into the container ရေဒီဒီ container တွေကိုခြေလိုပါလုပ်လိုက်မယ်ဆိုရေလောင်းထည့်လိုက်မယ်ပြီးရင် mix the salt in and stir until completely dissolve လုံးဝပျော်ဝင်သွားတဲ့အထိကိုခြေလိုပါလုပ်ရမယ်ဆိုလို့ရှိရင် stir မှုရမယ်ပေါ့နော် အဲ့တော့နောက်ခုက along the along the mixtures to cool by storing it in the refrigerator အဲ့တော့ကျတော့လုံးဝဒီလေကဲတက်တာထဲမှာအဲ့ဒါကိုအဲတူလောင်ခြင်းအဖြစ်လုံးဝကိုအေးပြီးတော့ temperature ပေါ့နော်အေးအေးမြင့်မြလေးအေးမြင့်မြလေးဖြစ်သွားအောင်လို့ပေါ့နော်အဲ့တော့ ခွင့်ပြုပေးထားမယ်။ဒါဆိုလိုချင်တာကတော့အဲရေခဲတစ်တာထဲမှာခုနကတော့ပျော်ရည်ကိုမလုပ်ထားရမလဲဆိုလို့ရှိရင်ထားပေးထားရမှာပေါ့နော်။အဲ့တော့နောက်ခုကကြတော့ zero glossary ပါ။ glossary ကဘာ၄ပါမလဲဆိုရင်အဲဒီ selling solution ရော selling solution ကဘာလဲပေါ့။အဲ့တော့ what is selling solution? a solution of sterile uh sorry, sterile water and soft sterile water and soft ဆိုတော့ကြတော့သူကဒီ sterile ဆိုတော့ကြတော့ဒီပိုးမပါတယ်ပေါ့နော်လုံးဝကိုတန်ရှင်းနဲ့အဲဒီပါလဲဆိုလို့ရှိရင်ရေနဲ့စားနဲ့ပေါ့နော်စားရဲ့ဒါက solution ဖြစ်ပါတယ်ပေါ့နောက်တစ်ခုကကြတော့ dissolve dissolve ကကြတော့ bath ပါသူက become incorporated into a liquid ဒီ ရေထဲကိုပေါ့ဒီ liquid ထဲကိုကျေတို့က incorporated me ဒါပေါင်းဆက်လိုက်ပေတော့ပေါင်းဆက်ပြီးမှဒါဖြစ်ပေါ်လာတဲ့အရာဆိုလိုချင်တာတော့ပျော်ဝင်သွားတဲ့ဟာကိုသူပြောချင်တာပေါ့နော်ပြီးရင်နောက်က iodine iodine ကတော့ a chemical element အဲဒီ chemical element ဆိုတော့ဒါရုပ်ပေတာအနေနဲ့ dressing တစ်ခုပေါ့ that is found in small amount in sea water ဒီပြည်လေရေမှာဒီအများဒီပမာဏပေါ့နော်ဒီ small amount အဲမှာဘာဖြစ်လဲဆိုပြည်လေရေထဲမှာတွေ့ရတယ်ပေါ့နော်ဒီတွေ့နိုင်တယ် ယ် chemical element ဖြစ်ပါတယ်နောက်တစ်ခုကကြတော့အဲ iodide iodide ကကြတော့ဗာလဲဆိုလို့ရှိရင် treated with iodin iodin ကိုသူကမလုပ်ထားရလဲဆိုလို့ရှိရင်ဒါကုတာထားတာဆိုလို့ကျင်နာတော့ trick ကတော့ကုတာတယ်ကင်တွယ်ဆောင်ရွက်တယ်အဲ့လိုပြောတာပေါ့ဆိုလို့ကျင်နာသူ့ရဲ့သဘောကကြတော့ iodide ကကြတော့ဒီခုန iodin ကိုပဲဒါကအဲကျေတော့ တခုပြောင်းပြီးတော့ဗောနဒီ debt ပောင်းတခုခုလောက်ပြီးတော့ဒါဘာလောက်ထားလဲဆိုရင် treat လောက်ထားတဲ့အရာဗောနနောက်တစ်ခုကကြာတော့ sterilize sterilize ကကြာတော့ဘာပြောရလဲဆိုရင်သူက make something completely clean လောကကိုပြည့်ပြည့်စုံစုံနဲ့ဒါတန်ရှင်းသွားတဲ့အရာတခုပြုတ်လောက်တာဗော free from bacteria ပြီးရင် bacteria တွေလည်းလောကကိုအဲကင်းစင်တဲ့အရာဗောအဲ့ဒါကို sterilize လို့ခေါ်တာဗောနပြီးရင်နောက်က sterile ကတော့ a small stick used for missing things ဒီ missing thing တွေကိုဒီ မလုပ်တဲ့အတွက်လည်းဆိုလို့ရှိရင်အာဆိုလိုချင်တာတော့ဒီမှွေတဲ့တခုခုရောသွားပေါ့အရာဝတ္ထုတွေကို missing လောက်တဲ့အတွက်ခါမှာကျေတို့တခုနဲ့ရောနှောတဲ့အခါမှာသုံးတဲ့ small stick လေးတခု ဖြစ်ပါတယ်เนาะ okay ဒါဆိုနောက်တစ်ခုကြည့်ကြအောင် Okay, one A. how many picture can you see? One, two, three, four, five. Five picture, right? You have to match the instructions in exercise 1A with the pictures given below. And uh, that's first one is done for you. How my beta is zero, kuna noga, the 1A manoga, the by solution, zero. uh, instruction တွေရှိရမလား instruction တွေဆိုတာက how to make a selling solution ကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ instruction တွေရှိရအဲ့ဒါနဲ့ကူပေးထားတဲ့ပုံလေးနေနဲ့ကိုကျတော့ match လုပ်ရမှာပေါ့နော်အဲ့တော့ the first one is done for you ဆိုတော့ဒီကတော့သူက number 1မှာသူက wash your hand thoroughly ပေါ့နော် okay ဒါဆိုရင် number 2ကရော sterilize the container and the stir by boiling them in water so which one Mm. Number three, pour the water into the container. So, which one? Now, nice. mix the salt in and stir until completely dissolve. Can you see Sore? Yes, okay, salt. Number four, number five, allow the mixture to cool by storing it in the refrigerator. So, which picture? It's very easy to answer, so please answer by yourself. Okay, so finish. Now, let's look at the answer. So, D is done for you. D is number one, E is number two and B is number three, C is number four, and A is number five. So all correct? Okay. now 1c study exercise 1a 1ကိုဒီချေတော့အဲသင်ခန်းစာကိုပြန်ပြီးတော့ study လုပ်မယ်လေ့လာမယ်ပြီးရင် write a paragraph on making saline solution by using efforts or sequence efforts or sequence တွေကိုချေတော့သုံးပြီးတော့ခုနအရှိမှ step ဘယ်နှခုပါလဲဟုတ်ပြီအဲ့ step တွေကိုချေတော့ဒီဘက်မှာစာပိုက်ပုံစံနဲ့ပြန်ရေးရမှာဖြစ်တယ်အဲ့တော့ဘာတွေသုံးရမလဲဆိုရင် first next then after that and finally ဆိုရဲ Eversor sequence တွေကိုသုံးပြီးတော့ sentence တွေကိုပြန်ပြီးတော့ရေးပေးရမှာပေါ့เนาะအဲ့တော့ပထမအဆုံးတော့ကျတော့ဗာလိရေးပေးဖို့လိုလဲဆိုရင်ခုန step တွေမြေးခင် the materials that are needed for the experiment are ဒီ selective sentence ရဲ့အတွက်ဒါလိုအပ်တဲ့ materials ပစ္စည်းတွေကတော့ဆိုပြီးတော့ကျတို့အအရှိမအောင်ကတင်ခဲ့တယ်လေเนาะဗာလဲ forecast or want water เนาะအဲ့ဒါလေးတွေကိုအရင်ဆုံးရေးမယ်ရေးပြီးကမှကျတို့ဗာရေးရမယ်ဆိုရင် step တွေကိုဒါ survive ပုံစံနဲ့ Eversor sequence တွေသုံးပြီး ော့ရေးပြရမှာဖြစ်တယ်။ Okay ဒါဆိုရေးကြည့်ပါအောင်။ဆိုတော့ရေးပြီးသွားပြီဆိုရင်ကျွန်တော်အဖြေလေးဖတ်ကြည့်မယ်နော် The materials that are needed are four cups or boiled water, two teaspoons of non-iodized salt, a bottle with a cup and a stir. First, wash your hand thoroughly. Next, sterilize the container and the stir by boiling them in water. Then pour the water into the container. After that, mix the salt in and stir until completely dissolve. Finally, allow the mixtures to cool by stirring, uh, sorry, storing it in the refrigerators. Okay, so all okay, correct? Right? Mm, yes, very good. known as 2A. 2A, the following are the materials needed for the experiment harnessing power from lemons. Lemons ကနေပြီးတော့ဒါကစွမ်းရည်ထုတ်တာပေါ့နော်စွမ်းရည်ထုတ်တဲ့အဲဒီလက်တွေစမ်းသပ်ချက်ကိုအဲလိုအပ်တဲ့လက်တွေစမ်းသပ်ချက်မှာလိုအပ်တဲ့ materials တွေကိုဒါအောက်မှာပြထားပေးတယ် Includes match the picture 1 to 6 Uh, with the materials A to F. A to F ကကျေရောမက်တီးရယ်စ်တွေကို list ပေးထားတယ်အဲ့ဒါလေးနဲ့ picture တွေနဲ့ကိုကျေရောသွားတွေ့ပေးရမှာပေါ့အဲ့တော့ a for sink nears ဒါက sink တန်ပေါ့နော်အဲသွတ်တန်လေးလေးချောင်းပြီးရင် one led lights led မီလုံလေးတစ်လုံး five alligator clips ဒါ alligator ဆိုမီချောင်းမီချောင်းကောင်း clip ပေါ့နော် clip ငါးခုနောက်ခုကကြတော့ four copper strips အဲဒါက for four copper strips ဆိုတော့ကြတော့ជីជីជីရယ်ပါလဲဆိုလို့ရှိရင်ជីချောင်းလေးတွေပေါ့နော်ជីချောင်းလေးတွေជីချောင်းလေးပဲချောင်းလဲ four လေးချောင်းပေါ့နော်ကြေးချောင်းလေးတွေဒါလေးချောင်းလို့ရတယ်။နောက်တစ်ခုကကြတော့ကြေးကြေးမြီပြားလေးလည်းပြောလို့ရပါကြေးညီပြားလေးလေးချောင်းလို့ရတယ်။နောက်တစ်ခုကကြတော့ a knife knife ဆိုတော့ yes ဒါလေးတစ်ချောင်းလို့ရတယ်။ပြီးရင် four lemons ပြီးရင်လိမ်မော်ဒီလေးလုံးလို့ရပေါ့နော်ဒီလိုဆက်သက်ချက်တွေကြောင့်လားမသိဘူးဟို TikTok တွေမှာဒီချက်တခါတွေ့ဘူးတယ်ပေါ့နော်ဒါကတော့မဟုတ်ပါဘူး तू อ่ะဒီရဲ့ပြည်ပစ္စည်းအပြည့်စုံမပါဘူးအဲ့ဒီ lemonade တဲ့ကိုလေဒီပါလဲအာအသွင်းနဲ့ဒီအတုံးကိုပါလဲထည့်ပြီးလဲပြီးတော့ဖုန်းကိုအသွင်းလိုက်တာပေါ့နော်အဲဒါမျိုးတကယ်တော့ကလည်းမဟုတ်ပါဘူးဒါသူတို့စတာပေါ့နော်ဒါပေမဲ့ဒီလိုဆက်သက်ချက်တွေရှိတာဖြစ်တဲ့အတွက်ဒါလည်းပဲဒီ lemons တွေကနေပြီးတော့ harnessing power တွေထုတ်လို့ရတယ်ဆိုတာကို app ပေါ့အခြေခံပြီးတော့သူတို့က contest တွေလောက်တာပေါ့နော်။ Okay ဒါဆိုရင်အအောက်မှာ1 2 3 4 5 6နဲ့ A B C D E F နဲ့ကို match လုပ်ကြည့်ပါအောင်။ It's very easy. ဟွန်းကြည့်ရလေ very easy အများနဲ့ပြောနေတယ်။ တကယ်လည်းလွယ်တာရောဟုတ်တယ်မလားဟုတ်ပြီအဲ့တော့ <inaudible> oh, number 1 and a က forest sinks near ဆိုတော့ please find one. sinks near are yes 2 right that one led light ဆိုတော့じゃတော့음4 that five alligator clips က yes c uh sorry 3နော်3 being no? four copper strips yes 5 and a knife yes 6 and four lemons yes number 1 so all uh, correct ဒါဆိုရင် this is grew worth group နဲ့လုပ်ရမယ်သင်ခန်းစာပေါ့နော် in groups match the pictures 1 to 5 with the instruction a to e ခုနကတော့ကျတော့ share materials လေးတွေကိုပြောထားတာကိုကကျတော့အဲ့ဒီ materials လေးတွေကိုသုံးပြီးတော့ကျတော့ဒါသူစွန့်ရင်ထုတ်နေပေါ့နော်အဲ့ဒါနဲ့ picture နဲ့ဟုတ်က instruction တွေရှိတယ်အဲ့ဒါနဲ့ကိုဒီမှာ match လုပ်ပြရမယ် the first one is done for you အဲ့တော့ပထမတစ်ခုကိုမင်းတို့ကိုပေးထားပြီးသားဆိုတော့မင်းတို့ထင်မှာပထမတစ်ခုက ဘယ်ဟာလေးကအဲပေးထားတယ်လို့ထင်တယ်ဘယ်ဟာလေးကပေးထားတာလဲ yes d เนาะဒီချက်ဒီမှာရေးမထားလို့เนาะ d d ကပေးထားပြီးသားပါဒါဆို d is number 1ပေါ့ cut a slit with a knife in the four lemmings for the copper strips ကျတော့ဘာလို့ရမလဲဆိုလို့ရှင်ဒီ copper strip အတွက်အဲ lemon အဲလေးခုကိုကျတော့ဓာတ်နဲ့ဘာလို့မလဲဆိုလို့ရှင်အဲ ခွဲမယ်ပေါ့နော်အပေါက်ကလေးအကွဲရာလေးဖြစ်အောင်ဒါဒီလိုလုပ်လိုက်မယ်ပေါ့အဲ့ဒါကနံပါတ်1ပါနံပါတ်1 picture လေးပေါ့နော်အဲ့တော့2ကကြတော့အဲ့ဒီ copper strip လေးကို तू ကမလုပ်လိုက်တာလဲ အထက်ကိုထည့်လိုက်တာဖြစ်တဲ့အတွက်ဘေးရဖြစ်မလဲ attach the free ends of the alligator clips to the to the to the led light bulb led light bulb နဲ့တော့ဒီ alligator clip တွေရဲ့အစုံအစုံပေါ့နော်အဲ့ဒါတွေနဲ့ကိုဒီလိုဘာလို့လွတ်သွားတဲ့နေရာလေးတွေကို attach လုပ်ရမယ်ရှင်တွဲရမယ်အဲတွဲရမယ်ပေါ့နော်တွဲဆက်ရမယ်ပေါ့ဒါဆိုရင် အဲ့တော့2ဖြစ်ပါမလားပြီးနောက်ခု push the four size nears into the lemon without touching the copper strip အဲပြီးရင်ခုနတန်လေးချောင်းကို copper strip တွေကိုမထိဘဲနဲ့ပေါ့နော်မထိဘဲနဲ့ဘာလုပ်ရမလဲဆိုလို့ရှိရင် lemon ဒီ lemon 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 နဲ့ကိုကျေလို့ဘာလုပ်ရမလဲဆိုရင်စိုက်ရမယ်တဲ့ တော့နောက်ခုကကျတော့ connect or the four lemmings together using the alligator clips alligator clip ကိုတုံးပြီးတော့ကျတော့ဘာလုပ်ရမလဲဆိုလို့ရှိရင်အဒီလေလေမော်ဒီအလုံးကိုအတူတကွဘာလုပ်ရမလဲ connect လုပ်ရမယ်ချိတ်ဆက်ရမယ် each copper strip from one lemon begin connected to the same near of the nest เนาะအဲ့ဒါကျတော့ကျတော့ဘယ်လိုမျိုးလေးလဲဆိုလို့ရှိရင်ဒီ ခုနတန်လေးချောင်းပေါ့နော်တန်လေးချောင်းမှာတန်လေးချောင်းရယ်ပြီးလို့ရှိရင်ခုနကဘာရယ်လဲဆိုလို့ရှိရင်ဒီ copper strip ရယ်နော်အဲ့ဒါလေးတွေကိုဘာနဲ့တွဲရမှာလဲဆိုရင် alligator လေး alligator clip လေးတွေသုံးပြီးတော့ဒါက corner လောက်ရမယ်လို့ဆိုလို့ကျင်တာဒါဆိုရင် number 2ဟုတ်ပါမလားနောက်ခုအဒီကတော့မဟုတ်တာကျင်းသေးတယ်နောက်ခုက for a insert the copper strip halfway into the lemon အဲဒီ lemon လေးကိုကျေလို့ဘာလို့ရမလဲဆိုတော့တဝက်ပေါ့နော် copper strip တွေကိုတဝက် insert မြင်းထည့်ရမယ်ဆိုတော့ year so e right ဟုတ်ပြီဒါဆိုနံပါတ်3ကခုနကတော့အဲအပေါ်မှာဒီချေဘာသာပြန်ပေးသွားပြီဆိုတော့ကြတော့နံပါတ်3 is mm number 4 is and number 5 is okay now let's look at the answer โอเคဒါဆိုအကုန်လုံးမှန်နေမယ်လို့ကျေမျှော်လင့်ပါတယ်ဒါလည်းတကယ်လည်းလွယ်ကူပါတယ်เนาะအဓိကကဒီမှာဘာသိရမလဲဆိုလို့ရှိရင်ဒီချေတို့ကဒါက exercise ပေးတာဖြစ်တဲ့အတွက်ဟုတ်ပြီနားလည်တယ်ရတယ်ပေါ့เนาะအဲ့ဒါဆိုရင်ဒါပေမဲ့လို့ရာចောင်းသားတရားအနေနဲ့ကြတော့ဒါလေးတွေကိုရနိုင်ဖို့လိုတယ်ပြီးရင်အာဘယ်ရပြီးပါလာတယ်ဆိုတဲ့ဟာအလွတ်ရေးတက်နေဖို့တော့လိုတာပေါ့เนาะဒါကတော့ចောင်းသင်ခန်းစာနဲ့ပတ်သက်ပြီးတော့ခြေကအကျံပေးတာပါကြက်ရပါမယ်ဒါလေးတွေကိုပေါ့เนาะပြီးရင်စကစကလုံးလေးတွေကိုတိထားတဲ့ဆိုရင်တော့ကြက်စရာမလိုဘူးကို့ပါကိုအဲခြေတို့ဘာလို့ရမလဲဆိုရင် တွေးပြီးတော့ဒါရေးတက်ရမယ်ပေါ့နော်အဲတချို့ဟာတွေကြတော့လဲကျေတို့ဘယ်လိုမျိုးပြောမလဲဤတီမရွေးကြီးမဟုတ်ဘူးအတိတ်ပဲလေးတွေ့ရင်လဲရတယ်ပေါ့နော်ကျေစာစစ်တဲ့အဲဆိုရင်တော့ဒီစစာစစ်တဲ့ဆိုလို့ရှိရင်တော့ဥပမာမြန်မာစာပဲဖြစ်ဖြစ်ပေါ့နော်ဒီအင်္ဂလိပ်စာပဲဖြစ်ဖြစ်ပေါ့အတိတ်ပဲလေးစင်တူနေတယ်ဆိုလို့ရှိရင်ပြီးတယ်ပေါ့ဒါပေမဲ့တချို့ glossary တို့ပြင်မြန်မာစာမှာဆိုခက်စစ်ပေါ့နော်အဲ့ဒါတွေဆိုရင်တော့ဒါကကိုရေးချင်တဲ့ဟာမျိုးရေးလို့မရအောင်နော်တခြားသောဒီမေးခွန်းတွေပေါ့နော် ပြီးလို့ရှိရင်ဥပမာအဲဒီလိုမျိုး instruction တွေပေးတဲ့အခါမျိုးမှာဖြစ်ဖြစ်အဲ ဆိုရင်တော့အတိတ်ပဲတူနေတယ်အဲစက္ကလုံလွဲတယ်အတိတ်ပဲတူတယ်ဆိုတော့ချင်အမှတ်တည်ပေးတယ်ပေါ့နော်အဲ့တော့မင်းတို့ကဘာလုပ်ထားရမလဲဆိုရင်ဒီစက္ကလုံလေးတွေကိုရအောင်လို့ချင်အရှိမလဲ new words တွေအကုန်လုံးပေးထားပြီးသားအဲ့ဒါလေးကိုတခြားချင်းချင်းညံ့ညက်ဖတ်ထားမယ်ကြက်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ပါကို instruction ရေးတဲ့အခါမှာလည်းအခက်အခဲမရှိရေးနိုင်မှာဖြစ်ပါတယ်နော် တော့ two c ကလည်း in group ပါပဲ in groups arrange the instructions in order order အရကျေတော့ခုနကတော့1 2 3 4 5ကိုပြန်ပြီးတော့ c ပေးရမယ်ပေါ့နော်ပြန်ပြီး c ပေးလို့ရှိရင် write a paragraph ပြီးရင် paragraph ကိုရေးမယ် on the experiment harnessing power from lemon as in exercise 1c အဲဒီ exercise 1c မှာဆိုလို့ရှိရင်ကျေတော့ရေးခဲ့တယ်လို့မျိုးလေး effort of sequence တွေကိုတုံးပြီးတော့ harnessing power from lemon ကနေပြီးတော့ဒါစွမ်းရင်ထုတ်လို့ခြင်းကိုကျေတော့ရေးမှာပေါ့နော်ဟုတ်ပြီပထမအဆုံးဘယ်လိုလေးရေးမလဲ link and you will find that the LED, uh, the, the LED light bulbs will turn on with the power harnessed from the lemming ဆိုပြီးတော့ပေါ့နော်ဒါမျိုးလေးမလုပ်လိုက်မလဲဆိုလို့ရှိရင်အာ sorry အဲ့ဒါကကြတော့ဒီအပေါ်မှာဘာရေးမှလဲဆိုရင်ကျတော့ materials တင်ရေးမယ် materials ရေးပြီးွားလို့ရှိရင်ဘာရေးမှလဲဆိုလို့ရှိရင် instruction တွေရေးမယ်နောက်ဆုံးပဲကြမှာဒီစာကြောင်းလေးကိုထည့်မှာပေါ့နော်အဲ့တော့ LED bulbs uh back ကဒီ well turn off လင်းသွားလိမ့်မယ် with the power harness from the lemon ကနေပြီးတော့ဒါကဒီစွမ်းအင်ရရှိပြီးတော့ပေါ့နော် okay ဒါဆိုရင်ရေးကြည့်အောင် ကဲအဲ့တော့ဒါကတော့ sample SR ပါ sample SR ဆိုပေမဲ့ဒီထည့်ရဟာကိုပဲသူကပြင်ရထိုင်တာဖြစ်တဲ့အတွက်ဘာမှတော့ရရင်မကွာချပါဘူးเนาะအဲ့တော့ harness power for lemmings the materials that are needed are fluorescent nears one led light five alligator clips four copper strips uh, alligator clip ကနေမှခေါ်မှလေးထည့်လိုက်အောင်ပေါ့เนาะပြီး a knife and a four lemmings first cut a slit with a knife with a knife in the four lemmings for the copper strips. Next, insert the copper strip halfway into the lemmings. Then, put the four things nearest into the lemmings without touching the copper strips. After that, connect all connect all the four lemmings together using the alligator clips. Each copper strips from one lemming, begin, as sorry, being connected to the zin nearest of the nest. Finally, attach the free ends of the alligator clips to the LED light bird, and you will find that the, uh, the LED light birds will tunnel with the power harnessed from the lemons. Okay. So, all correct. video okay. အကုန်လုံးမှတ်မယ်လို့ရှင်းပြလေးပါတယ်။ဒါဆိုရင်နောက်တစ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။အားလုံးပိုင်ပိုင်။ See you in the next video. Oh, me lo ကြည့်ပြီးသွားလို့ရှိရင်တော့ဒီကျဲရဲ့ဒီ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့เนาะအဲ့တော့နောက်တစ်ခါလည်းပဲပြီးရင်အခေါင်းလောင်းလေးကိုနှိပ်ထားမယ်အဲ့တော့နောက်ဒီချက်ဗီဒီယိုတင်တဲ့အခါကြာလို့ရှိရင်လည်းပဲကိုရှိမှာ note လေးတက်မှာပေါ့เนาะအဲ့ကြာလို့ရှိရင်အများထပ်ပို့ပြီးတော့စောစောလေးကြည့်လို့ရပါတယ်โอเคဘိုင်ဘိုင် see you